ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ကျင်းရင်ကဟင်းသင်းရွက်တွေကိုယူပြီးတော့အင်ကိုရောက်လာခဲ့ပါတယ်နောက်တော့ဒီရွက်ချင်းကိုသူ့မိမဖြစ်သူခင်မရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတယ်ဒီချိန်မှာခင်မရဲ့အကြီးကအင်းနီနာချင်းအင်ကိုရောက်သွားပါတော့တယ် ယောက်ကမဖြစ်သူကချွေးမဖြစ်သူကိုစူပူနေတော့တာပေါ့ငါရဲ့ကံလည်းဆိုးရလိုက်တာဘလို့ချွေးမမျိုးရလည်းမသိပါဘူးဘာတခုမှလည်းမချက်ပြုတ်တတ်ဘူးဒီလိုပြောပြီးတော့ဒေါ်ဟိမကအင်းလေးကိုဝင်သွားလိုက်ပါတယ်တစင်းကအင်းရဲ့အပြင်နေပူထဲမှာထိုင်ပြီးတော့ငိုနေပါတယ်သူငိုနေတာကိုကြည့်ပြီးခင်မကတစင်းစီကိုသွားလိုက်ပါတယ်ဘာဖြစ်တာလဲတစင်းဘာလို့အင်းအပြင်ကနေပူထဲမှာထိုင်ပြီးတော့ငိုနေရတာတော့အမေကငါ့ကိုတနက်လောက်ခိုင်းတာ အဲ့တော့လေကောင်းကောင်းမလုံးနိုင်လို့တဲ့အမေရစူဘူးနေရလေပြီးတော့တနက်ထက်လောက်ခိုင်းမှုပြောလိုက်သေးတယ်မငိုပါနဲ့တော့ဘာတနက်လောက်ခိုင်းတာလဲပြောပြလေအမေကဟင်းသီးဟင်းရတနက်ဆိုရင်အရန်ကြိုက်တာအဲ့ဒါကြောင့်တနက်လောက်ခိုင်းတာလေ YouTube ကနေကြည့်ပြီးတော့အဲ့ဒီတိုင်လိုက်လောက်တာပဲဒါပေမဲ့လုံးဝစားလို့မကောင်းဘူးကောင်းပြီလေဒါဆိုမနေ့ချင်ကြရင်တနက်လောက်တဲ့ချိန်ငါ့ကိုခေါ်လိုက်တနက်လောက်နေကိုငါတင်မင်းမယ်ခင်မနဲ့တဲ့စင်းတို့ကအင်းနီနာချင်းတငယ်ချင်းတွေဖြစ်တာကြောင့် တစင်းကိုကူညီဖို့အတွက်ခင်မာကဆုံးဖြတ်လိုက်ပါတော့တယ်။နောက်နေ့တည့်ရမှာပဲတစင်းကတနက်လုံတဲ့အချိန်ခင်မာကတနက်လုံကြီးကိုတင်ပေးလိုက်ပါတယ်။အပြင်မှာနေရန်ပူနေရောအင်းထဲမှာပဲမဆလာကြိတ်မှဖြစ်မင်း။ဒါပေမဲ့ပန်ကားကတော့ပိတ်ဖို့လိုရင်တော့မဟုတ်လို့ရှိရင်မဆလာတွေအကုန်လုံးလေးနဲ့တူတူလွင့်သွားလိမ့်မယ်။တလောက်ဘူးအဲ့နေရာတော့မှလား။ကောင်းပြီလေ။အဲ့ဒီနောက်မှာသူတို့နှစ်ယောက်လုံးကလိုအပ်တဲ့မက်ဆလာရီကိုယူပြီးတော့ညက်သွားအောင်လို့ထောင်းလိုက်ပါတော့တယ်။ နောက်တော့ဒဇင်ကမုံလာဥနီတွေအများကြီးကိုရေးဆေးပြီးတော့ယူလာလိုက်ပါတယ်။နှစ်ယောက်အတူထိုင်ပြီးမုံလာဥနီတွေကိုတေးသေးလေးတွေလှိလိုက်ပါတယ်။နောက်တော့နေပူလှမ်းလိုက်တော့တော့ဘုံ။အပြင်မှာရဲအောင်ပူတာပဲနော်။ငါချောက်တေးဆိုရင်ပူလွန်းလို့လေ။လောင်လောင်လောင်တော့မယ်။မုံလာဥနီမပြောနဲ့။ဒူပါတခါတည်းပဲချက်သွားတော့မှာ။ဒီလိုနဲ့ပဲဒဇင်နဲ့ခင်မာတို့ကမုံလာဥနီကိုနေပူလှမ်းလိုက်ပါတော့တယ်။နောက်နေ့တည့်ရက်မှာမုံလာဥနီတွေကိုမဆက်လာထည့်လိုက်ပါတယ်။ နောက်တစ်ခါထပ်ပြီးတော့မဆလာထိတ်သားတွေမုံလာဦးနေကိုနေပူလှမ်းချလိုက်ပါတယ်။နေပူထဲမှာကောင်းကောင်းအပူပေးပြီးတော့ဘူးတဘူးတဲထည့်ပြီးစီစိန်ထားလိုက်တော့တာပေါ့။ညံ့ညံ့လေးစားလို့ရာသွားအောင်လို့ပါ။ဒီလိုနဲ့ပဲတပတ်ကြာသွားခဲ့ပြီးတနက်လေးပဲကောင်းကောင်းဖြစ်သွားတဲ့အချိန်မှာဒဇင်းနဲ့ခင်မာတို့ကသူတို့ရောက်ခမတွေဖြစ်ကြတဲ့ဒုံဟိမနဲ့ဒုံမြကြီးကိုတနက်ကျွေးလိုက်ပါတော့တယ်။တမီးတနက်လှုပ်ထားမှာတော့စောက်ကောင်းလောက်မှာပေါ့။ဒါပေမဲ့တမီးသူစင်ကတနက်လှုပ်ထားတာကိုတော့မြည်ကြည့်လိုက်မယ်။ အမရဲ့မြည်ကြည့်စရာမလိုပါဘူးအမရဲ့ချွေးမလက်ရာပို့ပြီးတော့စားကောက်ပါဒါပေမဲ့လည်းကျမချွေးမလက်ရာလည်းဒီတစ်ခေါက်မစိုးဘူးတမီးရဲ့နောက်တစ်ခေါက်ကြရင်လေအဲ့ဒီရဲ့ချွေးမကိုတင်ပေးပါအောင်နော်ဒီလိုနဲ့ပဲသစင်းရဲ့တနက်ကိုဒိုဟီမားကကြိုက်သွားပါတော့တယ်ဒါပေမဲ့လည်းခေမရဲ့တနက်ကပို့ပြီးတော့စားကောက်နေတော့တာပေါ့အချင်းတွေလည်းအုံဆုံးသွားခဲ့ပါတယ်နေပူရှင်ကလည်းပို့ပြီးမြင့်တက်လာခဲ့ပါတယ်ဒီလိုနဲ့ပဲတည့်ရမှာတော့ဂရင်းပေါ်မှာထိုင်နေတဲ့ဒုံမြကြီးကပြုံးလိုက်ပါတော့တယ် ိမ်မှာတံမြာသီးရှိသေးရင်အမေအတွက်တံမြာကြီးလေးတစ်ခွက်လောက်ဖြိုလာခဲ့ပါလားသမီးသူရီတအားကြနေပြီထင်တယ်ခေါင်းနေလည်းမူးနေတယ်ဘာဖြစ်မလဲမသိဘူးမတီရာလေးအမေကအဖျားတက်တော့မယ်ထင်တယ်မေသမီးခုပဲအမေအတွက်တံမြာကြီးဖြိုလာခဲ့ပြီမေအိမ်ထဲကနေအပြူမထွက်နဲ့နော်အပြူမရဲအောင်နေဘူးလားအပူရှင်ကြောင့်လည်းလူတော်တော်များများနေမကောင်းဖြစ်နေကြတာလေတန်တော့အမေကိုတပတ်လေးကိုရေးစုပြီးတော့နှစ်ဖူးပေါ်ကိုတင်ထားပေးလိုက်အမေဖျားတာတက်တာသွားလိမ့်မယ်ဂျာဒီဦးတို့ကလည်းတရက်ထက်တရက်ပူပူပြီးပူလာတယ် ကိုရဲရဲလည်းဒီလောက်ပူအိုက်တဲ့အချိန်မှာအပြင်မှာလှုပ်ကျိုးစားပြီးရလို့ရရင်အိမ်ကိုပြန်လာတဲ့အချိန်ကြပြန်လို့လေထမင်းချက်ထားတော့မိဖုကအပူချိန်ရရှိနေပြန်ရောသူ့မှာအိမ်လာရင်တော့မှအေးအေးဆေးဆေးအနားယူရမှာမဟုတ်ဘူးကုလာတလုံးဝယ်မှပဲဖြစ်တော့မယ်ဒါပေမဲ့လည်းရရလက်ခနဲ့ဘလို့လှုပ်ပြီးရကုလာကဝယ်နိုင်မှာလေအပူရန်ကြောင့်စိတ်ညင်နေတဲ့အခင်မကကုလာတလုံးဝယ်မှဖြစ်မယ်အကြောင်းကိုပြောလိုက်ပါတယ်ညဘက်မှာရင်းရင်းကအလုတ်ကနေအိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ခင်မကအေးအေးဆေးဆေးထိုင်ပြီးစကားပြောပါတယ် လို့လို့ကုလာဝဲလာနိုင်မှာလဲတီဘီဖန်တော့ဝဲလို့ရတော့တယ်ဂျာတိတို့ကလည်းရင်းအောင်ပူပြင်းတော့အင်းသင်းရွက်တွေလည်းရောင်းမကောင်ဖြစ်နေတယ်မင်းလည်းတွေ့တာပဲပူလုံးလို့အရွက်တွေတောင်ဝါးနေပြီမင်းကတော့ကုလာတလုံးဝဲပြီးဖို့ပူစာနေသေးတယ်ဒါရဲ့ဘာလို့သမီးကိုစူပူနေရတာလဲသမီးပြောတာလဲဘာများမားနေလို့လဲသမီးဝါနေတဲ့ဟင်းသင်းရွက်တွေရောညူနေတဲ့ဟင်းသင်းရွက်တွေရောအားလုံးကိုတက်နှက်လုပ်လိုက်ရောက်ခမရဲ့စကားကိုနားထောင်ပြီးတော့နောက်နေ့တည့်ရက်မှာရောက်ခမနဲ့ချင်းမနဲ့ပေါင်းပြီး အရင်ပြန်ခြံဝင်းထဲမှာထိုင်ရင်းနေပဲမကောင်းတော့ကောင်းတော့ဖြစ်နေတဲ့ဟင်းသီးဟင်းရွက်တွေအလုံးကိုစီကြိုလိုက်ပါတယ်။မရဲ့ဘလို့ဖြစ်လို့နေပူထဲမှာထိုင်ပြီးတော့ဟင်းသီးဟင်းရွက်စီးနေရတာလေ။ရင်းရဇီးရောက်မှမတော်ဘူးလား။ညီမရဲ့ဒီဟင်းသီးဟင်းရွက်တွေကိုလေပုတ်ခတ်မယ်အစားတနက်လုံးလိုက်မလို့လေ။ဟင်းသီးဟင်းရွက်တနက်လုံးနေရဆိုရင်ညီမရဲ့ထွေးမောက်ကိုလည်းတင်ပေးပါအောင်လား။ဒေါ်ဟိမရဲ့တောင်းဆိုချက်ကြောင့်ခင်မကသတင်းကိုခေါ်ပြီးဟင်းသီးဟင်းရွက်အစုံတနက်လုံးကြီးကိုလည်းပြောပြလိုက်ပါတယ်။ ဒီတစ်ခါမှတော့ဒုံမြရေးတစင်းနဲ့ခင်မာတို့ပေါင်းပြီးတော့ဟင်းသီးဟင်းရွက်ကြီးကိုလှီးဖြတ်လိုက်ပါတယ်။တစင်းငရုတ်တီးကိုဒီလိုမျိုးတသိလေးမလီးနဲ့ဒီလိုမျိုးလီးအဲ့ဒါမှမစလာရပါဝင်ပါလေ။ဟင်းသီးဟင်းရွက်အနှစ်ချက်နေတာမဟုတ်ဘူး။ဒီလိုနဲ့ပဲတစင်းနဲ့ခင်မာတို့ပေါင်းပြီးတော့တနက်မျိုးမျိုးကိုလှုပ်ကြပါတယ်။တရက်မှရောက်ခမနဲ့ချွေးမတို့အတူတူထိုင်ပြီးတမ်းမြသည်တနက်လှုပ်နေတဲ့အချိန်အဖွားဝတယောက်ကသူ့မြင်းနဲ့အတူအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်။တမီးလည်းသိပါတယ်လေ။ ဒီလောကကြီးမှာအဖွားရဲ့မြင်းလေးရလဲအဖွားမှာဘသူမှရှိတာမဟုတ်ဘူးအဖွားကလည်းအသက်ရလာပြီဆိုတော့မေမေရဲရမလုံနိုင်တော့ဘူးလေအဖွားရဲ့မြင်းလေးအတွက်ရူတီတော့လှုပ်လို့ပြီးပြီကလေးကကြောင်းသွားရမှာဆိုတော့ရူတီပဲဘယ်လိုလုပ်စားနိုင်မှာမလဲအဲ့ဒါကြောင့်အဖွားကိုတမ်းမြသည်တဲ့နှစ်ဖက်လောက်ပေးပါလိုက်ရင်အဖွားငါ့ရူပီပေးပါမယ်အဖွားရဲ့အဲ့ဒါပဲတမီးကိုမေးစရာလိုလိုလားပတ်စံလည်းပေးစရာမလိုတမီးတနက်ပေးပါမယ် ခင်ဗျာကအဲ့ဒီဖွားအုပ်ကိုအမြဲတမ်းပတ်စံမယူဘဲတနက်ပေးလေရှိပါတယ်။ကလေးလေးကလည်းနေ့စဉ်နေ့တိုင်းတနက်နေ့စားလေရှိတာကြောင့်ကျောင်းကကလေးတွေကလည်းခင်မရဲ့တနက်ကိုသဘောကျကြပါတယ်။နောက်နေ့တည့်ရက်မှာအဲ့ဒီကလေးလေးနဲ့အတူတခြားကလေးတွေလည်း9ရူပီ10ရူပီလေးတွေကင်ပြီးခင်မစီကိုရောက်လာကြပါတယ်။အန်ဒီသမီးတို့9ရူပီ10ရူပီနဲ့တနက်ရောင်းပေးပါလားနော်။အမညီမလေးချင်း10ရူပီနဲ့တနက်ရောင်းတဲ့နေအမရဲ့တနက်ကအရင်ကစားကောင်းတာလေ။ တရွာလုံးမှာဘသူကမှအမောက်လိုတနက်ကိုမလုံနိုင်ဘူးမဟုတ်ဘူးလားမေတမီးပြောအောင်မှန်နေမလားဟုတ်တယ်ကိုရာရရောက်လာမှတော့တနက်ရောက်တဲ့လုပ်ငန်းကိုစတင်နေတယ်လို့ထင်နေဟုတ်တယ်တမီးတန်တာပြောတာမှန်နေကလေးတို့ဘာတနက်စားကြင်လဲအဖွားကိုပြောလေအဖွားစီမှာငရုတ်သီးတနက်တက်မြတ်သီးတနက်တရက်သီးတနက်တခြားတနက်တွေလည်းရှိသေးတယ်ဒီလိုနဲ့ပဲတော်မြရေကောင်ကလေးတွေကိုတစ်စိမ်ရူပီနဲ့တနက်ရောက်လိုက်တော့ပေါ့ဖြတ်သွားဖြတ်လာလူတွေကလည်းပတ်စံကင်ပြီးတနက်ဝေဖို့အတွက်ရောက်လာကြပါတယ် အနီးကျွန်တော်တို့လည်း10ရူပီနဲ့တနက်3မျိုးလောက်ရောင်းပေးပါအောင်လားတောင်းကြည့်ပြီးတော့ဒေါ်မြရင်နဲ့ခင်မာတို့ကလည်းဝမ်းသာသွားကြပါတယ်အဲ့နောက်မှာတနက်တွေကိုအထုပ်သေးသေးလေးတွေထုတ်လိုက်ပါတယ်ဒါမှ10ရူပီနဲ့လာဝယ်ရင်အစင်းသင့်ရောင်းလို့ရအောင်လို့ပါဒါပေမဲ့လည်းကိုကြီးကိုကြီးတနက်လုံးတက်ကြတာကြောင့်တိတ်ပြီးတော့မရောင်းရပါဘူးတရမှာရောင်းခမနဲ့ချိန်မာကရက်တောင်ခတ်ပြီးစကားပြောနေကြတဲ့အချိန်မှာပဲတစင်းကဖုန်းယူပြီးတော့ရောက်လာခဲ့ပါတယ်နောက်တော့ပြောလိုက်ပါတော့တယ် ခင်မနေလို့တဲ့တနက်ကအရန်ကိုစားကောင်းတာဒါပေမဲ့တနက်တွေကိုလေဆေရူပီနဲ့ရောင်းနေကုလာဝယ်ဖို့အတွက်ပတ်စံစုနိုင်မှာမဟုတ်ဘူးနော်ဒါပေမဲ့လည်းမလုံလို့ရမဖြစ်ဘူးလေယာတိဦးတို့ကရဲဝံပူလာတာနေ့ရဲ့အိမ်မှာကုလာရှိတော့အဆင်ပြေတာပေါ့ငါရဲ့ယောက်ျားဆိုရင်တနေ့လုံးနေပူရဲမှာလှုပ်လှုပ်ရတဲ့အပြင်ညကျရင်လည်းပူလုံးလို့အိပ်မရဘူးအမေကလည်းခဏခဏနေမကောင်းဖြစ်တယ်လေခင်မငါဖုန်းယူလာခဲ့တယ်ကြည့်လိုက်ငါ YouTube မှာ channel ထောင်ထားရယ်လေနေရစက္ကန့်30သားပဲဖြစ်ဖြစ် vlog ရိုက်ပြီးတော့ YouTube မှာတင်ရမယ်လေ channel မှာလုတ်ဖြစ်တယ်ဆိုရင်တော့9မိနစ်10မိနစ်ကြာရဲ့ video ကိုတင်ရမယ်။လွယ်လို့ရမလဲဆိုတော့ငါပြောပြမယ်။အမေအရင်ဆုံးအမေရဲ့တနက်ကိုစားပြီးတော့တမျိုး review ပေး။တနက်စားရတာဘလို့နေလဲ။ဘလောက်နဲ့ဝယ်ရလဲဆိုတော့ရောပေါ့။တစင်းရဲ့စကားကိုနားထောင်ပြီးတော့ဒေါ်မြကြီးလည်းလှုပ်လိုက်ပါတယ်။တော်မြကြီးက review ပေးတာကိုတစင်းကဖုန်းနဲ့ရိုက်ပြီး YouTube ပေါ်မှာတင်လိုက်ပါတယ်။နောက်တော့ခင်မကိုလည်းတင်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲခင်မက သူ့ရဲ့ရောက်ခမတစင်းနဲ့အတူ blog ရိုက်ပြီးတင်ထားတော့တော့ပေါ့ နောက်တော့ခင်မားနဲ့ဒွန်မြရီတို့ကအပူဒဏ်ကိုကြိုးခိုင်းပြီးပြီးတော့စပိန်ပေါ်မှာတနက်ချင်းကိုတင်ပြီးဖုံးကန်ရင်နဲ့အင်းကနေထွက်လာကြပါတယ်။နောက်တော့လမ်းပါတွေ့တဲ့လူတိုင်းကိုတားပြီးတော့ဒွန်မြရီကတနက်မြေးကြည့်ဖို့အတွက်ပြောလိုက်ပါတယ်။ရာသီဥတုကရမ်းပူလာတော့အိမ်မလေးဟီးသီးဟဲ့ရတရားပုတ်ကုန်လောက်မှာပေါ့။အဲ့ဒါကြောင့်တနက်ကအိမ်မရှိနေမှဖြစ်မယ်လေ။ဂေါ်ဘီတနက်ကိုတစ်ခါလောက်ကြီးစားကြည့်ပါအောင်လား။ဘာဂေါ်ဘီတနက်ကအရင်ကစောင်းကောင်းတာပဲ။အိမ်မလှူထားမှန်ကိုမသိရဘူး။ ညီမကြီးတစ်ဆယ်ရူပီနဲ့တနက်ရောင်းနေတာဆိုရင်ရူပီတရာဘူးလောက်ထည့်ပေးလိုက်တလှစားပေါ့ကြီးစုပါဦးလေးရယ်တမီးတို့ကူညီပေးရတဲ့အတွက်ဟုတ်ပါပြီအဲ့တော့ဒီထားပါဦးတင်းမာတွေ့ရလားရာသီဥတုအပူချိန်တအားပြင်းတာကြောင့်အစိုးရအောင်တတိပေးထားတာလိုအပ်မှအင်းကနေထွက်တယ်လေတမီးကြတော့ဗီဒီယိုရိုက်တင်ဖို့အတွက်နေတယ်အင်းကနေအပြင်ကိုထွက်နေရတာဒါပေမဲ့ဦးလေးလွယ်လွယ်နဲ့ရှုံးပေးဖို့ကတော့မဖြစ်ဘူးလေဦးလေးကူညီခဲ့တဲ့အတိုင်းတခြားသူတွေကိုလည်းကူညီလောက်မှာပေါ့ ခင်မကအရှော့မပေးပင်တခါတလေနေလေပဲညနေဘက်တည်းမှာပါရောက်ခမနဲ့အတူပြင်ထွက်ပြီးတော့ဘလော့တွေရိုက်ပါတယ်။နောက်တော့မတူညီတဲ့လူတွေရဲ့ reaction ကို record လုပ်ပြီးတင်ပါတယ်။ပန်းကုတ်ပြီးတနက်ကစားကောင်းတာပဲ။10ရူပီရန်တထုပ်လောက်ထည့်ပေး။ဒီလိုနဲ့တလပီးတလအပူတန်ကိုသီးခံပြီးတော့ရောက်ခမနဲ့အတူဈေးရောက်ထွက်ရင်းဘလော့ရိုက်တော့တာပေါ့။တရက်မှာ YouTube ကနေ message တစ်စောင်ဝင်လာပါတယ်။အဲ့ message ကိုဖတ်ပြီးတော့ရောက်မှဖြစ်သူတန်နာကပြောလိုက်ပါတယ်။မိုင် ညီမလေးတို့ channel ကအောင်မြင်နေပြီလေမကြခင်ခဏလေးအတွင်းမှာပဲပတ်စံရလာတော့မှအခုအဆပြီးတော့ဖုန်းနံပါတ်ထည့်ပြီးတော့ post တင်တော့မယ်ညီမလေးတို့စီကနေတနက်ကို order မှာကျင်တဲ့သူတွေလည်းရှိလောက်မယ်လေမသိနိုင်ပါမလဲဒါရီအားလုံးကသတင်းကြောင်းဖြစ်လာရတာပါအမကသူ့ကိုတနက်လုံနေတင်ပေးခဲ့တယ်သူကအမကို famous ဖြစ်အောင်လို့လုပ်ပေးတယ်ဒီလိုနဲ့ကျေးဇူးတင်စကားပြောဖို့အတွက်ခင်မကသတင်းရရင်ကိုရောက်လာပါတယ်အကြောင်းစုံကိုတည်ပြီးတဲ့နောက်မှာဒိုဟီမာကလည်းသူ့ချင်းမကိုဂုဏ်ယူနေပါတယ် ။သမီးရေလက်မှာတော့ online ရှိရင်လေဘာမှမစိုးလုံနိုင်နဲ့။အဲ့ဒါကိုတော့ကြားဖို့ရမလား။ဒီနေ့တော့လေကိုယ်တိုင်တွေ့ပါတွေ့လိုက်ရပြီ။အမေအမေစူပူလေးရှိရဲ့ချွေးမှတလောက်တော်မှမသိခဲ့ဘူး။သမီးလေးက vlog ရိုက်ချင်တာမဟုတ်လား။ချွေးမခင်မနဲ့တူတူရိုက်လေ။အိနေကစားပြီးခင်မကသူ့ရောက်ခမကိုအားယူဖို့ပြောလိုက်ပါတယ်။ရောက်တော့တငယ်ချင်းနှစ်ယောက်ပေါင်းပြီးဘလော့ရိုက်ကြပါတယ်။တဖြည်းဖြည်းနဲ့တနက်အော်ဒါတွေလည်းရလာခဲ့ပါတယ်။ အိမ်မှာလှုပ်အားတဲ့အချိန်ဆိုရင်ခင်မကသစင်းနဲ့အတူတနက်လှုပ်လေရှိပါတယ်။သစင်းနေအဲ့ရအမကိုထပ်လှုပ်ပြန်ပြီ။အရင်ဆုံးတနက်ကိုကောင်းကောင်းချအောင်လှမ်းပြီးမှစီထည့်လိုက်။အမကျူကျူကနေမေးဝင်လာတဲ့အမရဲ့ ACC ရဲကိုပထမအဆုံးအချိန်ပေးမကတွင်းလိုက်ပြီးရဲ့လေ။ဟုတ်လား။ဒါဆိုယူကျူကနေပြီးတော့ပေးမဝင်လာရဲပေါ့လေ။အမေရေဘန်းနေပြီးတော့ပတ်ဆက်သွားထုတ်ကြရအောင်လေ။ပြန်လာရင်ကူလာတလုံးမှတခါရွက်ဝယ်ခဲလိုက်မယ်။အဲ့မှာအပူဓာတ်ကနေလွတ်မြောက်နိုင်မှာ။ ိနောက်မှာတော့အချိန်ဆွဲမနေတော့ဘဲခင်မကသူ့ရောက်ကမနေတူဘန်ကူသွားပြီးပဆန်ထုတ်လိုက်ပါတယ်။နောက်တော့အင်ကူပြန်တဲ့အချိန်မှာပဲကုလာတလုံးကိုဝေလာလိုက်ပါတယ်။အိနောက်မှာတမိသားစုလုံးကကုလာလီကိုခံပြီးအိတ်လိုက်ကြပါတယ်။ဟာကိုမလုံနိုင်ခဲ့တဲ့အလုပ်ကိုမင်းကတစ်ဆယ်ရူပီနဲ့တနက်ရောင်းပြီးလုပ်ပြနိုင်ခဲ့တာပဲ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။